ရာတော်ဦးဇော်တိကမာမြိုင်တော်ရရဲ့တိတ်ခါရှိရှိနေမယ်ခွင့်လွှတ်ပါတယ်။အီတရားတော်ကိုကောင်းထုတ်ပူဇော်ခွင့်ပြုပါရန်ဆရာတော်အားယူသေးလေးမြတ်စွာရှောက်ထားအပ်ပါသည်ဗျာ။ခွင့်လွှတ်တယ်ဆိုတာအရှုံးပေးခြင်းမဟုတ်။ခွင့်လွှတ်တယ်ဆိုတာအနာယူလိုက်တာလည်းမဟုတ်ဘူး။အရှုံးပေးလိုက်တာလည်းမဟုတ်ဘူး။အထက်စီးကနေတာလည်းမဟုတ်ဘူး။အောက်ကျတာလည်းမဟုတ်ဘူး။ခွင့်လွှတ်လိုက်တာဟာကိုကိုကိုလွတ်လပ်မှုပေးလိုက်တာပဲ။ ကိုယ်စိတ်ကိုငြိမ်းချမ်းခွင့်ပေးလိုက်တာပဲ။ဒါနဲ့ပတ်သက်လို့အမေရိကမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုပြောပြမယ်။တက္ကမကြီးတယောက်ရဲ့တဦးတဲသောသမီးကိုလူတစ်ယောက်ကတတ်လိုက်တယ်။သူ့မှာဒီသမီးတယောက်တည်းချစ်စရာရှိရာအဲ့ဒီသမီးအသက်ခံလိုက်ရတော့အကြီးကျယ်စိတ်ဆင်းရဲရတယ်။ဆုံးရှုံးမှုကဘယ်လိုမှအစားထိုးလို့မရဘူး။အဲ့ဒီတက္ကမကြီးကပညာလက်တက်ပစ္စည်းဥစ္စာလက်ချမ်းသာတဲ့သူဖြစ်တယ်။ ရှိနေကောင်းကောင်းငါပြီးသူ့သမီးကိုတတ်တဲ့သူကိုတည်တံအပြစ်ပေးအောင်တရားရုံးမှာဆွဲချက်တင်တယ်။အဲ့ဒီပြည်နယ်မှာတည်တံအပြစ်ဆိုတာမရှိဘူး။အလွန်ဆုံးထောင်ဒဏ်တသက်ပဲရှိတယ်။တတ်တဲ့သူကထောင်ဒဏ်တသက်ကျသွားတယ်။ဒါမဲ့ဘယ်လိုမှမကျေနပ်နိုင်ဘူး။သူ့သမီးကိုတတ်တဲ့သူတေးမှပဲသူကျေနပ်နိုင်မယ်ဆိုပြီးဆက်စ조사သေးတယ်။အဲ့လိုနဲ့မကျေနပ်နိုင်တဲ့စိတ်နဲ့နေလာလိုက်တာ၁၈နှစ်ကြာတယ်။တခြားကိစ္စတွေသူကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ဒါမဲ့တပြေးပြေးနဲ့ခွင့်လွှတ်ခြင်းဆိုတာကိုသူနားလည်လာတယ်။ အသက်လက်ကြီးလာပြီး၁၈နှစ်တောင်ကြာသွားပြီးဘဝအတွေ့အကြုံလည်းများပြီးတရားသဘောတွေလည်းပေါက်လာပြီးစိတ်ထဲမှာအဲ့ဒီလူကိုခွင့်လွှတ်လိုက်တယ်ခွင့်လွှတ်လိုက်ပြီးတော့ထောင်ထဲကိုသွားပြီးတော့အဲ့ဒီတတ်တဲ့သူကိုတွေ့တယ်တွေ့ပြီးတော့နေငုံကခွင့်တော့ပါတယ်လို့စိတ်ပါလက်ပါပြောလိုက်တယ်တကယ်ကြည်ကျင်တတ်နဲ့ပြောလိုက်တာပြောလိုက်တော့အဲ့ဒီအချိန်ကြာမှာတတ်တဲ့သူကလည်းဝမ်းနေပြီးတော့ငိုတော့တာပဲသူစိတ်မကောင်းပါဘူးလို့ပြောတယ်သူလည်းလောက်တုံးကလောက်ခဲ့ပြီနော် အခု16နှစ်လောက်ကြာတော့သူ့မှာလည်းပဲဒုက္ခတော့တော်တော်ရောက်နေပြီသူ့ဘဝတစ်သက်လုံးလဲထောင်ထဲမှာနေရတော့မှတစ်ဖက်ကခွင့်လွှတ်ပါတယ်လို့ပြောတော့မှလောက်ခဲ့တဲ့သူကလည်း "तू မှားပါတယ်"တဲ့စိတ်မကောင်းပါဘူးလို့ပြောတယ်အဲ့ဒီဒကမာကြီးကနောက်တော့ဘယ်လိုပြောသလဲဆိုတော့အဲ့ဒီချိန်ထိတဲ့ "तू တည့်ရက်မှာစိတ်မငြိမ်းချမ်းခဲ့ဘူး"တဲ့ခွင့်မလွှတ်နိုင်သေးတဲ့အချိန်ဒီတနေ့မှာ तू စိတ်ငြိမ်းချမ်းမှုမရခဲ့ဘူးခွင့်လွှတ်နိုင်တဲ့အချိန်ကစပြီးတော့သူ့စိတ်ကငြိမ်းချမ်းသွားပြီး လွတ်လပ်သွားပြီတဲ့အချမ်းရှိနေသေးတဲ့ဘဝကိုကောင်းအောင်မလိုနေရမလဲဆိုတာသူစဉ်းစားပြီတဲ့ဒါကြောင့်ခွင့်လွတ်တယ်ဆိုတာအဲ့ဒီတော့အရေးကြီးတယ်ခွင့်လွတ်တယ်ဆိုတာဘာလဲဆိုတော့ကိုယ်စိတ်ထဲမှာခံစားနေရတဲ့ဒုက္ခကိုယ်နှလုံးကိုယ်ရင်ထဲမှာခံစားနေရတဲ့အနာကြီးမှုပူဆွေးမှုသောကဒေါမနတာမခံခြင်းစိတ်လက်စားချေခြင်းစိတ်တွေအဲ့ဒါတွေကိုတက်တာမှုရအောင်လုပ်လိုက်တာဘယ်သူတက်တာမှုရအောင်လုပ်တာလဲဆိုတော့ကိုယ်စိတ်တက်တာမှုရအောင်လုပ်လိုက်တာ ခွင့်လွှတ်တယ်ဆိုတာကိုယ်စိတ်ကိုတတ်တာမှုရအောင်ကိုလှုပ်တာကိုယ်စိတ်ကိုဒီမုံတီးမှုနာကြည့်မှုကလက်စားချေခြင်းနဲ့ဆိုတဲ့အတွေ့တွေကနေနှောင်ဖွဲ့ထားတာကိုလွတ်လိုက်တာပဲကိုယ်စိတ်ကိုကိုယ်အနှောင်ဖွဲ့ကနေလွတ်လိုက်တာဖြစ်တယ်။သူများပေါ်မှာနာကြည့်နေတာသူများကိုလက်စားချေမယ်လို့တွေးနေတာတွေကအမှန်တော့ကိုယ့်ဘဝကိုပုံပြက်ပန်းပြက်ဖြစ်သွားစေတယ်။ကိုယ်တကယ်လှုပ်တဲ့နဲ့ကို့အတွက်ကြိုးရှိမဲ့ကိစ္စတွေကိုလှုပ်ခွင့်မရတော့ဘူး။ဒါကြောင့် ခွင့်လွှတ်လိုက်တာကိုယ်စိတ်ကိုလွတ်လပ်မှုပေးလိုက်တာပဲကိုယ်စိတ်ကိုငြိမ်းချမ်းခွင့်ပေးလိုက်တာပဲတကယ်တော့ကိုယ်အကျိုးကိုလုပ်လိုက်တာ သူများကျိုးလဲပါခြင်းလဲပါမယ်ပေါ့ကိုယ်ကိုယ်ကိုချစ်လွန်းလို့အားလုံးကိုခွင့်လွှတ်ပါတယ်သူတို့ကိုခွင့်မလွှတ်နိုင် ကိုယ်ပဲခံနေရတာပဲပြီးတော့ခွင့်လွှတ်တယ်ဆိုတာကိုက အထက်စီးနေရာကနေပြီးတော့မင်းကငါခွင့်လွှတ်တယ်ဆိုပြီးတပတ်သားကိုနာယူလိုက်တာမဟုတ်ဘူး ခွင့်လွှတ်တယ်ဆိုတာကိုအနာယူလိုက်တဲ့သဘောမျိုးနဲ့လုပ်လို့မရဘူး။သူကလူစုသူကမတရားတာကိုလုပ်တာသူကသူတော်ကောင်းစိတ်မရှိဘူး။ဒါပေမဲ့ငါကသဘောထားကြီးကြီးနဲ့သူ့ကိုခွင့်လွှတ်ပါတယ်ဆိုပြီးတော့တဆင့်မြင့်နဲ့မာနစိတ်နဲ့ခွင့်လွှတ်လို့မရဘူး။အဲ့ဒီလိုစိတ်မျိုးကလွတ်လပ်တဲ့စိတ်မဟုတ်ဘူး။မာနကြီးတဲ့သူကခွင့်မလွှတ်နိုင်ဘူး။အပြစ်ရှိတဲ့သူကိုအပြစ်တင်ပြီးမှအခွင့်လွတ်တယ်ဆိုတာလည်းပဲတကယ်တော့ခွင့်လွှတ်တာမဟုတ်ဘူးအနိုင်ယူတာစည်ရနာဇိုးနဲ့ သူတစ်ပါးကိုဒုက္ခရောက်အောင်လုပ်ခဲ့တဲ့သူဟာအဲ့သူမှာအကုသိုလ်စိတ်ဖြစ်တယ်သူအကုသိုလ်ကိုတခြားတယောက်ကပြအောင်လုပ်ပေးလို့မရဘူးကိုယ်ကံကိုကိုလွတ်အောင်ပြေးလို့မရဘူးဒါကြောင့်ကိုကသူ့ကိုခွင့်လွှတ်လိုက်တယ်ဆိုတာဟာသူ့အကုသိုလ်ကိုပြအောင်လုပ်လိုက်တာမဟုတ်ဘူးကိုယ်စိတ်ထဲမှာနာကျင်နေတာကိုပဲပြအောင်လုပ်လိုက်တာဒါကြောင့်ဒါကြောင့်ခွင့်လွတ်တယ်ဆိုတာအနာယူလိုက်တာလည်းမဟုတ်ဘူးအရှုံးပေးလိုက်တာလည်းမဟုတ်ဘူးအရက်စည်းကနေတာလည်းမဟုတ်ဘူးအောက်ကျတာလည်းမဟုတ်ဘူး အဲ့ဒါလိုပဲခွင့်လွှတ်တယ်ဆိုတာအနစ်နာခံခြင်းတမျိုးလည်းမဟုတ်ဘူးတချို့ကခွင့်လွှတ်တယ်ဆိုတာနဲ့ငါကအနစ်နာခံလိုက်တာလို့ဒီလိုဒိဗယ်ကောက်ခြင်းကောက်မယ်ခွင့်လွှတ်တယ်ဆိုတာမှလည်းခွင့်လွှတ်တယ်ဆိုရင်လည်းရှင်းရှင်းခွင့်လွှတ်တယ်ခွင့်မလွှတ်ဘူးဆိုရင်လည်းခွင့်မလွှတ်ဘူးဒီကြားထဲမှာမရှိဘူးတဝက်ခွင့်လွှတ်လိုက်တယ်ဆိုတာဟာခွင့်မလွှတ်ဘူးဆိုတာနဲ့အတူတူပဲယူသားမှုလို့ပဲတဝက်ယူသားတယ်ဆိုတာဟာမယူသားတာပဲ ခွင်းမလွတ်နိုင်သေးရင်လည်းအခုချိန်မှာခွင်းလွတ်ဖို့ကားစိတ်ကအစင်သင့်မဖြစ်သေးဘူးဆိုတာကိုရိုးရိုးသားသားဝေခံတာကခွင်းလွတ်ဟန်ဆောင်နေတာထက်ရင်းရှိမှာကို့အတွက်ပိုကောင်းတယ်ဒါကြောင့်ကို့စိတ်ကိုတည်တည်ချာချာကြည့်ပါခွင်းလွတ်လိုက်ပြီလားခွင်းမလွတ်သေးဘူးလားခွင်းမလွတ်နိုင်သေးရင်ခွင်းမလွတ်နိုင်သေးဘူးလို့ကိုကိုကိုအမှန်အတိုင်းဝင်ခံမှာအဲ့ဒီလိုရိုးရိုးသားသားဝေမခံဘဲနဲ့ခွင်းလွတ်ဟန်ဆောင်ပြီးတော့ကိုကိုကိုလိမ့်မယ်ဆိုရင်ခွင်းလွတ်ရမရောက်တဲ့အတွက်ကြောင့်ကို့စိတ်မှာငြိမ်းချမ်းမှုလွတ်လပ်မှုမရနိုင်ဘူး ဘဲလူမြင်ကောင်းအောင်ကြားကောင်းအောင်ပြောမယ်ဆိုရင်လည်းခရတော်နဲ့မဲကောင်းရမယ်ဒါမှမဟုတ်မကြားခင်မှာကိုယ့်ရဲ့အပြုမှုပြောဆိုတွေကဖုံးထားလို့မရနိုင်တော့ဘဲနဲ့ခွင့်မလွတ်တဲ့ပြောဆိုအပြုမှုတွေပေါ်လာလိမ့်မယ်ဒါတွေကိုဆက်ပြီးတော့ဖုံးရပြီးရလင်းရညာရအောင်မယ်ဆိုရင်စိတ်ရဲ့လွတ်လပ်မှုငြိမ်းချမ်းမှုကိုဘယ်လို့မှမရနိုင်တော့ဘူးခွင့်လွတ်တယ်ဆိုတာဘေးလူမြင်ကောင်းကြားကောင်းအောင်လုပ်တဲ့အလုပ်မဟုတ်ဘူးကိုယ်စိတ်ထဲမှာတကယ်လို့လက်မှုရသွားအောင်တကယ်ငြိမ်းချမ်းမှုရသွားအောင်လုပ်တဲ့အလုပ်ပဲဖြစ်တယ် ခွင့်လွှတ်တယ်ဆိုတာကိုယ်စိတ်ထဲမှာဖြစ်တဲ့ကိစ္စပါသူများမြင်နိုင်တဲ့ကိစ္စမဟုတ်ဘူးဘယ်သူမှမသိဘူးကိုပဲသိတယ်ခွင့်လွှတ်တယ်ဆိုတာဟာတင်းကျပ်ခွင့်လွှတ်ခိုင်းလို့မရဘူးကိုယ့်ကိုယ်ကိုယ်လည်းအတင်းကျပ်ခွင့်လွှတ်ခိုင်းလို့မရဘူးသူများကိုလည်းအတင်းကျပ်ခွင့်လွှတ်ခိုင်းလို့မရဘူးတောင်းဆိုလို့မရဘူးကိုယ်စိတ်ကိုတေချာကြည့်ပြီးတော့ခွင့်မလွှတ်နိုင်သေးရင်ခွင့်မလွှတ်နိုင်သေးဘူးအဲခွင့်မလွှတ်သေးဘူးခွင့်မလွှတ်နိုင်သေးဘူးလို့တွေးနေတယ်ခံစားနေရတယ်ပင်ပန်းနေတယ်ဆင်းရဲနေတယ် ဒါဝသိနေရမယ်တရားအားထုတ်တဲ့သူစိတ်ဓာနုပါဒနာအားထုတ်တဲ့သူဆိုရင်ကြည်ရတာမခက်ဘူးအလေးချင်းလောက်တယ်ဆိုရင်ဘယ်သူမှဆိုကိုယ်စိတ်ကိုကြည်လို့ရတယ်တရားအားထုတ်နေလို့စိတ်ကလေးတည်ငြိမ်နေတယ်ကြည်လင်နေတယ်အေးချမ်းနေတယ်တိမ်မွေ့နေတယ်ဆိုပါတော့အဲ့ဒီအချိန်မှာမမျော်လင့်ပဲနဲ့တယောက်ယောက်ကကိုယ့်ကိုစော်ကားတဲ့စကားတင်စည်းတဲ့စကားပြောခဲ့တာဒါမှမဟုတ်ကိုယ့်ပေါ်မှာအခွင့်အရေးယူတဲ့အပြုမူလောက်ခဲ့တာ၊ကြွေရမှာကိုเจ้าမဟုတ်တာတွေအတင်းပြောခဲ့တာတခုခု တိလိုက်ရတယ်ဆိုရင်ဘာဖြစ်သွားမလဲတချက်တည်းပူလောင်သွားမယ်ဝုန်းငင်းတဲ့တစ်ခုခုပေါက်သွားသလိုပဲအခုနောက်ကရှိနေတဲ့တည်ငြိမ်မှုအေးချမ်းမှုငြိမ်သက်မှုဆိုတာတွေကချက်ချင်းပျောက်သွားတယ်စက္ကန့်မဆိုင်ဘူးကိုယ့်ရဲ့ငြိမ်ချမ်းမှုတည်ငြိမ်မှုကိုဖျက်ဆီးလိုက်တဲ့အဲ့လိုခါမှာကိုယ့်စိတ်ကိုတည်တည်ချာချာကြည့်မှဖြစ်တယ်ခွင့်မလွတ်နိုင်တဲ့အတွက်ကိုယ်မှာဘယ်လောက်ထိခိုက်နစ်နာဆုံးရှုံးမှုတွေဖြစ်နေသလဲရန်ညှိုးဖွဲ့နေရတာမုန်းတီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းကိုပြုစုနေရတာနဲ့ကုန်းနေရတဲ့အာအင်းတွေကိုပို့ပြီးတော့ကောင်းတဲ့နေရာမှာအသုံးပြုနိုင်အောင်လွတ်လပ်အောင်လုပ်တာဟာခွင့်လွှတ်တာပဲခွင့်လွှတ်တယ်ဆိုတာဟာလွတ်လပ်အောင်လုပ်လိုက်တာပဲရန်ညှိုးထားနေရတာစိတ်မလွတ်လပ်ဘူးစိတ်အင်အားတွေကိုတခြားကောင်းတဲ့နေရာမှာလွတ်လွတ်လပ်လပ်သုံးခွင့်မရဘူးနာကြည့်နေရတာစိတ်ဆိုးနေရတာအနာဟောင်းလေးကိုပြန်ပြီးတော့အနာသစ်ဖြစ်အောင်အနဖေးခွာနေရတာဟာကိုယ့်ရဲ့စိတ်ဓာတ်အင်အားနဲ့အခြေအနေတွေကိုအလကားဖြစ်သွားစေတယ် အဲ့ဒီလိုနာကြီးနေရတဲ့အတွက်စိတ်ဓာတ်အင်အားတွေခန္ဓာကိုယ်အင်အားတွေချိန်တွေကုန်မဲ့စာအဲ့ဒီအချိန်နဲ့အင်အားတွေကိုပိစုံပံမှာအကျိုးများအောင်အနာဂတ်မှာလည်းအကျိုးများအောင်ကောင်းတဲ့ကိစ္စတွေကိုလုပ်ရင်းနဲ့အသုံးချခြင်းနဲ့ဒါကြောင့်ခွင့်လွတ်တာဖြစ်တယ်ခွင့်လွတ်တယ်ဆိုတာ အတွင်းမှာဖြစ်တဲ့စိတ်ဖြစ်စဉ်ဖြစ်တယ်ကိုယ်စိတ်ထဲမှာပဲဖြစ်တယ် လူတယောက်ကိုခွင့်မလွှတ်နိုင်မှုစိတ်ဆိုးနေတယ်ဆိုပါတော့အဲ့ဒီစိတ်ကိုတိတ်တိတ်ချာချာကြည်နေပါစိတ်ထဲမှာသူ့ကိုဘယ်လိုပြောလိုက်မလဲဘယ်လိုလုပ်လိုက်မလဲသူဒုက္ခရောက်သွားရင်ကောင်းမယ်စတဲ့အတွေ့တွေကခဏခဏပေါ်နေမယ်တော်ကြရင်ပြန်ပေါ်လာပြီးခဏလောက်မေးလို့ရှိဒီအကြောင်းသတိရပြန်ပြီပြန်တွေးနေပြန်ပြီဒီလိုတွေးနေတာကိုတိတ်တိတ်ချာချာကြည်လိုက်ရင်စိတ်ထဲမှာတင်းကျပ်နေတယ်ပင်ပန်းနေတယ်ဆင်းရဲနေတယ်ခေါင်းတွေပူတယ်ရင်တွေပူတယ်သူ့ကိုမေးမေးပြပြနေနိုင်တဲ့အခါတက်တာတယ် တော်ကြသတိရရင် အတွေးပူပြန်နေပေါ့နွမ်းနေတယ်ဒီလိုကြည့်ပံများတဲ့အခါတစ်ချိန်မှာတတိအားကောင်းလာလို့တဲ့တယ်မြင်သွားရင်တော့သူ့သဘောသူဆောင်တဲ့စိတ်ပဲဆိုတာသိလာတယ်ဖြစ်တတ်တဲ့သဘာဝပဲဆိုတာသိလာတယ်ကိုဟါကိုပင်မခံနေတယ်ဆိုတာမြင်လာတယ်ဒီလိုနဲ့တစ်ချိန်မှာခွင့်လွန်နိုင်တဲ့စိတ်ကိုရသွားတယ်ဆိုပါတော့ဒီတော့သူ့ပေါ်မှာနာကြီးနေတဲ့စိတ်မကျေနပ်တဲ့စိတ်လက်စားချေခြင်းနဲ့စိတ်မရှိတော့ဘူးအဲ့ဒီလို မရှိတော့တဲ့အခါစိတ်ထဲမှာ နေရထိုင်ရတာနေတာထိုင်တာရှိပြီးတော်တော်တက်တာသွားတယ်။ခွင့်လွတ်နိုင်တဲ့စိတ်ကနေလိုကောင်းတဲ့ခံစားမှုကိုဖြစ်စေတဲ့ခွင့်လွတ်နိုင်ရင်နေလိုကောင်းတယ်လွတ်လပ်သွားတယ်လက်ခံနိုင်သွားတယ်ဖြစ်ခဲ့တဲ့ကိစ္စကိုလက်ခံနိုင်သွားတယ်ဒါကြောင့်အကယ်၍စိတ်ထဲမှာလွတ်လပ်မသွားဘူးစိတ်ထဲမှာငြိမ်းချမ်းမသွားဘူးဒီကိစ္စကိုပဲထပ်ခါတလဲလဲတွေးနေသေးတယ်ဆိုရင်ခွင့်မလွတ်နိုင်သေးလို့ပဲခွင့်လွတ်လိုက်တယ်ဆိုတဲ့အိဗယ်ကသူ့ကိုနာကြည့်နေရတာကိုငါလှုပ်ဖို့မလိုတော့ဘူး အဲ့ဒါငါအတွက်မလိုအပ်တော့ဘူးအဲ့ဒါငါအတွက်အသုံးမကျတော့ဘူးအကျိုးမရှိဘူးလို့သိသွားတာဖြစ်တယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ပညာဆင်းမြင့်တထမြင့်၍ချင့်ချံကြိုးကုပ်အားထုတ်နိုင်ကြပါစေ။တပ်ပါအိစာမင်္ဂလာကိုရွှေကတတိုင်းရပါစေ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တူတာပါ။